ကျမတို့ကဘလွန်နီးနဲ့ပဲဖြစ်ပဲဒီအေအေကိုလက်တော့ပြန်နိုင်မယ်ဆိုရင်ကျွန်တော်တို့ရှင်းနေတယ်ဘလွန်နီးနဲ့ပဲလက်တော့ပြန်ရပါစီဒီအကြမ်းဖက်တမအကြမ်းဖက်မှုတွေကျူးလွန်နေတဲ့အေအေအဖွဲ့နိုင်ငံတော်ရဲ့ထုတ်ချအာဏာကိုနော်အာနိုင်ငံရေးလှေကြုံစီးပြီးတော့ဗမာခက်တိုင်းထားချက်ဆိုပြီးတော့အိမ်ချက်ချင်းအိုးမဲ့တော့ခုတ်ခိုင်းပြီးတော့ခွင်ကောင်းယူနေတဲ့အေအေကိုကျမတို့လက်တော့ပြန်ဖို့လုပ်တယ် လက်တုံ့ပြန်လိုက်မဲ့အချက်တည်းတရှိအဲ့ဒါက AA ကိုစိတ်ရွှဲမှုနဲ့เนาะနိုင်ငံတကာတရားရုံတရားခုံရုံကိုတင်နိုင်မဲ့တပ်တည်ထောက်တာဖြစ်တယ်ဒီတပ်တည်ထောက်တာကိုကျွန်မပြပါမယ်เนาะ AA ကို AA ဒီကျင်းသေးပေါ့စိတ်ရွှဲမှုနဲ့နိုင်ငံတကာတရားခုံရုံကိုတိုက်ရပါလိမ့်မယ် အေအေကိုနိုင်ငံတကာတရားရုံးမှာတရားစွဲမှကျေနပ်မယ်လို့မပူတူပြောပြလာတဲ့ရုပ်တံနဲ့အတူမြမအရေးဖြစ်ရှင်မှုနိုင်ငံတကာပူးပေါင်းမှုလိုအပ်ကြောင်းဥကြုံမှုထုံပြောကြားလိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်။ရိုဟင်ဂျာအရေးကိစ္စအပါအဝင်မြန်မာနိုင်ငံပြည်ထောင်စုလုံးအတွက်ရေရှည်တည်တံ့စွာဖြည့်ရှင်းနိုင်မည်နည်းလမ်းကိုရှာဖွေရနိုင် မြန်မာပြည်သူများစိတ်ဆန္ဒနှင့်အကျိုးစီးပွားတို့ဖြင့်ကိုက်ညီမှုရှိသည့်ထိရောက်သောနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့်ထောက်ခံအားပေးမှုတို့ကိုမြန်မာပြည်သူများအနေဖြင့်လိုအပ်ကြောင်းဖေဖော်ဝါရီလ28ရက်နေ့ကပြုလုပ်တဲ့မြန်မာနိုင်ငံရှိရိုဟင်ဂျာမွတ်စလင်များနှင့်အခြားသောလူနည်းစုများဆိုင်ရာအဆင့်မြင့်နိုင်ငံတကာကွန်ဖရင့်ကျင်းပပြုလုပ်ရေးနှင့်ပတ်သက်၍ အဆိုမူကြမ်းအားပထမအကြိမ်အလို့သဘောဆွေးနွေးသည့်အစည်းအဝေးတွင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းမတ်ကြီးဦးကျော်မိုးထွန်းကပြောကြားခဲ့ပါသည်ရိုဟင်ဂျာများဘေးကင်းလုံခြုံစွာဆန္ဒလျောက်နှင့်တိတ်ခါရှိစွာနေရပ်ပြန်လည်ရောက်ရှိနိုင်၏အပါအဝင်ရိုဟင်ဂျာအရေးကိစ္စအားရေရှည်တည်တံ့သောအဖြစ်ရရှိရေးဆောင်ရွက်မှုသည်မိမိတို့အားလုံးအတွက်အလွန်အရေးကြီးတယ်လို့ဆိုခဲ့ပါသည် ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးရေရှည်တည်တံ့သောအဖြေရရှိရေးအတွက်ပြည်ထနာ၏စစ်မြေအားကင်တွယ်ဖြေရှင်းရန်နှင့်နိုင်ငံရေးအရာအဖြေရရှိရန်လိုအပ်ပြီးစစ်တပ်နှင့်စစ်အာဏာရှင်စနစ်တို့ကပြည်ထနာ၏စစ်မြေဖြစ်တယ်လို့တမ်မတ်ကြီးကပြောခဲ့ပါတယ်။စစ်တပ်ကအရက်သားပြည်သူတွေပေါ်လေကြောင်းကနေမစင်မချင်းဘုံကျဲတိုက်ခိုက်တာတွေဆက်ပြီးကျူးလွန်နေတာကြောင့်စစ်အာဏာသိမ်းလေးနှစ်ကျော်အတွင်းရခိုင်ပြည်နယ်အပါအဝင်တနိုင်ငံလုံးကပြည်သူတွေဟာနေတိုင်းအကြောက်တရားနဲ့နေထိုင်နေကြရပြီးစိတ်လုံခြုံမှုမရှိကြတဲ့အကြောင်းလဲဥကြ ဒေါ်မိုးထွန်းကတင်ပြခဲ့ပါတယ်။မင်္ဂလာပါမျိုးတွေ။ကျွန်မမဟုတ်တော့မှာသေးပါရှင်။ဒီနေ့နောက်25ခုနဲ့မဲလာတရက်နေဖြစ်ပါတယ်။အိမ်ပြန်မဲလာအေးရတိုင်းဆိုပြီးတော့ရာသပံကျောင်းသားဦးကြီးမင်းကိုနိုင်ကကြွကြော်ခဲ့တာရှိတာပေါ့နော်။ဆိုတော့လည်းဒီမှာရောက်ဒီအတိုင်းမှာတချို့သောဒီနေရာတွေမှာအာထိတွေ့တဲ့ပေါ်တွေဖြစ်ပါလေရှိတယ်။မနေ့က DPP မှာဆိုလို့ရှိရင်တော့အေးရတိုင်းတာပေါင်းပါတဲ့။ ်။အာရခတတော် AA ပူပေါင်းတက်ဖွဲ့တွေနဲ့မြန်မာစစ်တပ်နဲ့ကြောင်းပါတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားလေရှိရဲဆိုပြီးတော့ဟောတိုက်ပွဲတတော်ပြင်းထန်နေတယ်ဆိုတဲ့အကြောင်းပြောသွားတယ်။ဆိုတော့အာရဒီမှာပထမဆုံးခင်ဗျားတို့ရွှေတောင်ရံမြို့တစ်ဆိုပြီးတော့အဲတိုက်ပွဲပေါ်ဆောင်တယ်။အဲအဲ့ဒီမှာ မကြီးစင်ခြေဝါနဲ့ဘုံမီခြေဝါပထမဆုံးကတော့မကြီးမကြီးစင်ခြေဝါကိုအေအေတိုက်ခိုက်သိမ်းပိုင်းလိုက်ပြီးဘုံမီခြေဝါကိုအေအေကတိုက်ခိုက်သိမ်းပိုင်းလိုက်ပြီးလို့ပြောတယ်။အဲဒီနောက်မှာဒီချမ်းဘက်ဘက်လူကိုအားပေးထောက်ခံတဲ့လူတွေကအားရပြောရွှင်ဝမ်းလာခဲ့ကြတယ်။ဒါပေမဲ့လက်ရှိအခုလက်ရှိအနေအထားမှာတော့ဒီဘုံမီခြေဝါလေးတီစစ်တမ်းကြောင့် ကျေးဝါပျက်စီးသွားရတယ်လို့ဒီဘောမီဒီရဲ့ကျေးဝါမှာရှိရဲအမကြီးတင်ကျေးဝါမှာရှိရဲဒေသခံပြည်သူတွေကလည်းစစ်ရဒုက္ခကိုပဲအလူလဲခံလိုက်ရတယ်။ဒါပေမဲ့ဒီနောက်ဆက်တွဲစစ်ကြောင်ပြည်တည်ကြည်ပျက်စီးသွားရတာဒီစစ်ကြောင်ဒုက္ခချင်းငယ်ရောက်သွားရတယ်ဒီကြတော့ဖုံးကွယ်ထားကြတယ်။နောက်ဆိုတော့အိမ်ပြန်မဲ့လိုင်း AR တိုင်းဆိုတော့ခင်ဗျားတို့ပထမဆုံးပြောတာကမိုးရွာမှာပြန်ဆုံးမယ်။နော်2021တဲ့ကခင်ဗျားတို့စားခဲ့တယ်။ မုံရွာမှာပြန်ဆုံမယ်အဲ9023မှာခင်ဗျားတို့ပြောတယ်စာခဏီကုံ23ဆိုပြီးခင်ဗျားတို့ကြည့်တော်ခဲ့ကြတယ်ဆိုတော့အဲ9023တဲ့ကပြောခဲ့တဲ့လူတွေအခုမုံရွာမှာပြန်ဆုံနိုင်ကြပြီလား ကျွန်မမိကုန်းထုတ်မယ်နော်ဆိုတော့ကအဲဒီ AA ချပတ်ဖွဲ့ရဲ့လူပါဝါမှုနော်လူပါဝါမှုကတော်တော်များနေပြီကျွန်တော်တို့အမျိုးတွေအနေနဲ့ဒီကြောက်တော်ဖြစ်စဉ်နဲ့ပတ်သက်လို့ဒီနေ့ဒီချိန်ဒီရင်ထဲမှာတင်းမဲ့ထားအောင်မထင်နဲ့နော်ကြောက်ကြောက်တော်ဆက်ခါကကိုဖြစ်စဉ်မှာအရင်မေလေးမိကိုလေးအားလုံးကိုတယောက်မကျန် AA ကပြစ်ခတ်တက်ခဲ့တဲ့ကိစ္စပေါ့နော်ဒီကိစ္စပေါ်မှာဆိုလို့ရှိရင်ဒီအရေးပတ်ဖွဲ့စီတွေနော်လူခွင့်ရေးဖွဲ့တို့နော်ဒါဒီမိုကရေစီရေးဖွဲ့တို့ရှိသမျှဖွဲ့တွေအကုန်လုံးနှုတ်ပိတ်နေကြတယ် ဒါပေမဲ့ဘင်္ဂလီရေးနဲ့ပတ်သက်လာရင်တော့သူတို့အကုန်လုံးကအကဲဆက်ကြတယ်။ဆိုတော့ကျမတို့ကဘလိုနီးနေပဲဖြစ်ပဲဒီ AA ကိုလက်တုံပြန်နိုင်မယ်ဆိုရင်ကျမတို့ရှင်းနေတယ်။ဘလိုနီးနေပဲလက်တုံပြန်ရပါစေဒီအကြမ်းဖက်တမအကြမ်းဖက်မှုတွေကျူးလွန်နေတဲ့ AA အဖွဲ့ နိုင်ငံတော်ရဲ့ထုတ်ချာအာဏာကိုနော်ဗာနိုင်ငံရေးလေချုံစီးပြီးတော့ဗမာအခက်တိုင်းရင်းသားချက်ဆိုပြီးတော့အိမ်ချက်ချင်းအိုးမဲ့သောခုတ်ခိုင်းပြီးတော့ခွင့်ကောင်းယူနေတဲ့အေအေကိုကျမတို့လက်တုံပြန်ဖို့လုပ်တယ်လက်တုံပြန်နိုင်မဲ့အချက်တည်းတည်းရှိတယ်အဲ့ဒါကအေအေကိုစိတ်ရဆွေးမှုနဲ့နော်နိုင်ငံတကာတရားရုံးတရားခုံရုံးကိုတင်နိုင်မဲ့တပ်တွေထောက်တာဖြစ်တယ်ဒီတပ်တွေထောက်တာကိုကျမပြပါမယ်နော်အေအေကိုအေအေဒီကျင်းသေးပေါ့စိတ်ရဆွေးမှုနဲ့နိုင်ငံတကာတရားခုံရုံးကိုတိုက်ရပါလိမ့်မယ် ်ဟုတ်ပထမတက်ရမယ့်အချက်တစ်ချက်ရှိတယ်အဲ့ဒါက2024ခုနှစ်ရှစ်လပိုင်း9ရက်နေ့ကနော်အဲ့ဒါဆိုရှင်ပန်းတော့ပြင်းနေချွေးစာတရာပန်းတော့ပြင်းနေချွေးစာတရာဘက်ကနေပြီးတော့အေးကဒရုန်းနဲ့တိုက်တယ်တွေဘင်္ဂလီတီတီချေပြည့်စင်မှုပထမတစ်ချက်ဒုတိယတစ်ချက်ကအခုဘူတီတောင်မှာဘင်္ဂလီတီနေအင်ကိုမီရှိုဖြစ်စီရဲ့အေးရဲ့ဆရာဆွေးမှုဖြစ်တယ်ကျမတို့တို့တို့ကြည့်ရအောင်ပါ တစောပြန်တိုက်ပွဲကာလအတွင်းရခိုင်ပြည်နယ်ဘူတီတောင်မြို့နယ်မှာအာရခတပ်တော်အနေနဲ့လူခွင့်ရင်ချိုးဖောက်မှုတွေပြုလုပ်ခဲ့တယ်လို့ရိုဟင်ဂျာလွတ်မြောက်ရေးညွှန်မအဖွဲ့ဦးတွဲတီထောင်သူရိုနီဆန်းလွင်ကိုင် MP ကိုပြောပါတယ်ဘူတီရောင်မြို့နယ်ကိုအာရခတပ်တော်ကစစ်ကောင်စီလက်ထက်ကနေတိမ့်ပိုက်ထိန်းချုပ်ထားခဲ့တာဖြစ်ပြီးလက်ရှိမှာအာရခတပ်တော်ကရိုဟင်ဂျာလူမျိုးစုတွေရဲ့ပိုင်ဆိုင်တဲ့နေအိမ်တွေကိုမိရှုခဲ့တယ်လို့နေရပြန်ခွင့်ကိုလည်းပိတ်ပင်ထားတယ်လို့ဆိုပါတယ် ေရဲ့မိရှုံမှုကြောင့်အိုမဲအိမ်မဲဖြစ်သွားတဲ့လူတွေကိုငကုံမူလာနေရကိုပြန်ခွင့်လည်းမပေးဘူးဥပမာတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်မြောင်းနာရွာမှာအန်ဖြစ်တဲ့တိဖြစ်တိုင်းထားဖို့လိုအပ်ပါတယ်ဒီနောက်တစ်ခုရှိတာကဖင်းလေးအဖွဲ့ကြီးကသူတို့အချင်းချင်းဆိုရင်တိတ်ကူတွေးစီကြတယ်အပမဆိုလို့ရှိရင်ထုံးခင်ပေါ့နော် ထုံးခင်တို့အုပ်စုကနေပြီးတော့ဟာဒီဘေကလင်းဟုကိုသူအာဂျလီနာတရားရုံမှာသူတို့ဆက်ချက်ဖွင့်နေတိုင်လိုက်တယ်နောက်ဆုံးဒေါက်ဆာစုကြီးကိုယ်တိုင်ကဝရမ်းပြေးဖြစ်သွားတယ် ။အတင်းတော့ကကဘာကလေးစားပါရဲ့ဆိုတဲ့ငင်းငင်းရင်းလိုပဲဆိုရှင်ကိုယ်တိုင်ကဝရမ်းပြီးဖြစ်သွားရတဲ့အထိသူတို့လုံနိုင်ကြရဲပေါ့နော်။အခုလက်ရှိမှာဆိုလို့ရှိရင်လည်းပဲအနေဆန်းလူမျိုးအုပ်စုက A ကိုဆက်ရသွင်းမှုနဲ့နော်နိုင်ငံတကာတရားရုံးကိုသူတို့တင်ဖို့စူးစမ်းနေကြတယ်။ဒီနေရာမှာတခုရှိတာကကျမတို့ NASA ကအိမ်ဆောင်ဆိုးတာနေလည်းကဒါကြောင့်ဒီရောက်တော်ဖြစ်စဉ်ပေါ့နော်ဆက်ခါကကိုဖြစ်စဉ်ဖေဖော်ဝါရီ9ရက်နေ့ဖေဖော်ဝါရီ9ရက်နေ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဘာကြောင့်တိတိကျကျမထုတ်ပြန်တာလဲဆိုတာကိုကျမစိတ်ထဲမှာတော်တော်ကြိုးစားအောင်ဖြစ်ရတယ် ကျမတို့ကတော့ဟာကြောက်တော့မှငါတို့ဒီတမီတမီသားစုဝင်ကြီးရဲမိတွေမိခိုးတွေကိုနော်အေးကဒီလိုတက်လိုက်တာဆိုပြီးတော့ကျမတို့ကစိတ်မကောင်းနေဝမ်းနဲ့ကြေကွဲနေပြီမဲ့တစ်ဖက်ကဘင်းကြီးအဖွဲ့တွေကသူတို့အချင်းချင်းမှာအဲ့ဒီလိုမျိုးတက်တဲ့အထောက်အထားတွေနဲ့စုပြီးတော့သူတို့မီဒီယာအင်အားနဲ့ကဘာကိုချပြပြီးတော့နိုင်ငံတကာတရားရုံးကိုစစ်အောင်ကျုံးမှုနဲ့တင်ဖို့ကြိုးစားနေတဲ့အချိန်မှာကျမတို့သတင်းမဲ့ပြန်ကြားရင်းနဲ့ကျမတို့နာဆာကအင်ဆောင်ဆိုရကဘာကြောင့်များဒီကိစ္စပေါ်မှာပွင့်လင်းနေတာဆိုတော့ပြပတာတာထုတ်မပြောရလဲဆိုပြီးတော့စိတ်ထဲမှာတော်တော်ကြီးကိုဇဝေဇဝါလဲဖြစ်တယ်တော်တော်လဲအံ့ဩပါတယ် ။အော်ဆိုတော့ဒီလိုမျိုးတက်သေးထောက်တာတွေကိုပိန်းထားကြပါ။လက်ဆင့်ခံကြပါ။ဒီတက်သေးထောက်တာတွေဒီတနေ့တစ်ချိန်မှာအေးအေးကိုဆက်ရဇုံးမှုနဲ့ကဘာကနေပြီးတော့အကျန်းဖက်ပြေးကျင်းညာတဲ့အဖွဲ့စည်းဖြစ်အောင်ကျွန်တော်တို့လှုပ်ဆောင်ဖို့လိုပါတယ်။လှုပ်ဆောင်နိုင်မယ်လို့လည်းကျွန်မယုံကြည်ပါတယ်။ ခုပြောမယ့်စကားကတော့ကျမကိုချစ်ခင်တဲ့သူတွေအတွက်တေးတန့်ဖြစ်ပါတယ်။ဒါကြောင့်မလို့ကျမနဲ့ရေပတ်ချင်းတူတဲ့သူတွေကျမကိုချစ်တဲ့ခင်တဲ့လူတွေပဲကြည်ပါ။ကျမနဲ့ရေပတ်ချင်းမတူဘူး။ကျမကိုအမြင်မကြည်ပါဘူး၊ကြည်မရပါဘူး။မုန်းပါတယ်ဆိုတဲ့လူတွေကြော်သွားပါ။ကြော်သွားပါ။ကျမကိုကြည့်မရပါဘူးကျမနဲ့ရင်ပတ်ချင်းမတူပါဘူးဆိုတဲ့လူတွေကြော်သွားပါကျမကိုချစ်တဲ့ခင်တဲ့လူတွေတီးတဲ့ကျမကဲ့သို့ပဲ မြို့သားရေးကိုဥထိပ်ထားပြီးကျွန်တော်ကဲ့သို့ပဲလက်ရှိမှာနိုင်ငံတော်ကိုလက်နက်ကင်ပုံကမ်းပြီးရဖတ်မှုတွေကိုစတင်ရှုတ်ချပြီးလက်ရှိနိုင်ငံတော်နော်နိုင်ငံတော်တို့ကျွန်တော်ပြောတာနိုင်ငံတော်လက်ရှိနာဆာကအင်ဆောင်ဆိုးရအောင်ပြောတာမဟုတ်ဘူးနိုင်ငံတော်ကိုဥထိပ်ထားတဲ့လူတွေပဲအသေးအံဖြစ်ပါတယ် ဆိုတော့ဒီနေ့ဒီ၃လပိုင်းတည်းနေဖြစ်တယ်။ဆိုတော့ကျမဒီတလောက်ကိုတစ်ချိန်အကူကြီးတောက်ခံပါတယ်။ချို့ကပြောရင် YouTube ကနေပတ်စံနေရတယ်။ရှောက်လို့ရတယ်ဆိုတော့ကျမအဲကျမဒီ YouTube မှာဆိုရင် subscriber တွေလည်းများတယ်၊ view တွေလည်းများတယ်၊ရှောက်လို့ရတယ်လို့ပြောတယ်။ဒါပေမဲ့ YouTube ကနေပတ်စံရအောင်ကျမမရှောက်တော့ဘူး။ဆိုတော့ကျမအမေးဆွေတယောက်ရှိတယ်။ तू ကအရင်တော့ဆိုဒီ YouTube ကနေပတ်စံရအောင်ရှောက်လို့ရတယ်ဆိုခဏခဏကျမကိုရှောက်ခိုင်းတာ။သူကအရင်တိုက်တုံးပြီးကြံပြီးရယ်ကျမအဲ့ဒီပဲတိတ်ပြီးအာယုံမလာတော့မလုပ်ဖြစ်ဘူးဒါပေမဲ့ကျမက ဟိုဒီ YouTube ကနေပြီးတော့ငွေငွေရတယ်ပတ်စံရတယ်ပြောလျှောက်ပေးပါလို့ပြောလဲပြောကျွန်မကိုတောင်ရှိမြောက်ရှိเนาะစနေအင်ကရရတာတက်တာရွှေနေရနဲ့သူ့ကိုကျွန်မအကူညီတောင်းတာ၃လောက်ကြာသွားတယ် သုံးလလောက်ကြာပြီခုချိန်ထိ YouTube ကတည်းကလိုမလျှောက်လို့မရဘူးလျှောက်လည်းမလျှောက်တတ်ဘူးတည်လည်းမတည်ဘူးဆိုတော့ဒီ YouTube ဒီကျမကကျမပြောချင်တဲ့နည်းလေးအကြောင်းအရာလေးလက်ရှိမှာပြဖက်မိတာတွေနဲ့ကျမဘက်အုပ်စုတွေက water mind တိုက်မှုတွေကိုတုံ့ပြန်ဖို့တည်တံပဲကျမပြောချင်တဲ့အကြောင်းအရာတခြားလူတည်ဖို့တည်တံတစ်ခုပဲသုံးနေတယ်အဲ့ဒီ YouTube ကနေဝင်ငွေရအောင်မလျှောက်တတ်ဘူးလျှောက်တတ်တဲ့လူရှိရင်တော့ကျမအခုညီပေးကြပါနောက်ဆိုတော့ကျမဒီတလောက်ကိုတစ်ချိန်အခုညီတောင်းခံမယ်ဒီတလတာတော့တွင်မှာပြီးခဲ့တဲ့အခုနှစ်လပိုင်းတလတာတော့တွင်မှာကျမရဲ့ရုပ်တာပိုင်းလေးကြည့်ပြီးတော့အကျိုးတစ်စုံတစ်ခုရရှိခဲ့ဖို့လေဆိုရင်အကျိုးရှိခဲ့